ဒါစကားရတိုင်အောင်လို့လားအဲဆီချဲချင်းရဲ့ပတ်သက်ပြီးပြောချင်တယ်ဆိုလို့ရှိရင်တော့အစွဲလည်းအရင်မကြည့်စင်ဘူးနော်အာချီချဲရကြတော့တယောက်ဆိုတယောက်ဆိုမြင့်မြင့်ချက်တဲ့ပြီဆိုရဲ့အခါကျတော့အဲအတရားနဲ့ပတ်သက်ပြီးပြောလို့ခံစားပါလို့ပါလို့လိုချင်တယ်အဲခါကျတော့ခုခုကိုတော့ဒါမချစ်ခင်ကလေးကခုကိုတင်နေရဘယ်လိုပြောမလဲပူလောင်တာကိုစိတ်ကုံသွားလို့ပြောရမှာပူလောင်တာပေါ့အဲဘယ်လိုပြောပူရတယ်လေယောက်ျားလေးကိုချစ်လို့ရှိရင် မာဘာသွားနေရလားဘာသွားလားကလတ်သွားလားရက်တော့နေလားဘာလုပ်နေလဲဆိုတော့အဲ့ပူတောင်ဝါရဲ့အပူတွေอ่ะဗောနော်ဘာလည်းမမတူဘောအဲ့အပူလေးတွေနဲ့ငိမ့်ချင်တဲ့အတွက်မိတ်ဆွေချင်းချစ်တာတော့ဘောသဘောကျတာအဲ့ဒါ character အကြောင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အရင်ချစ်တဲ့ comedy ပြတ်ပေါ့နော်ပြောရတော့ pace ဆက်တာပေါ့လေအဲ pace ဆက်ခြင်းချင်းနဲ့ချင်းမှာဒါပေမဲ့တူမတူပေါ့အဲ့လိုမျိုးစမ်းတယ်ပေါ့ကွယ်ဒီ character တစ်ခါမှသိဦးမစားဘူးလာကိုရောချစ်နေတာပေါ့။အတူတူသိလားမသိလားတော့ကိုလည်းမသိဘူး။ကိုရောတော့သူ့ချစ်နေတာ view ရယ်စိုက်ပင်းနေတာပဲ။တစ်ဖက်သက်ချစ်ပေါ့။တစ်ဖက်သက်ချစ် ဒါပေမဲ့ဖက်တဲ့ချင်းနဲ့ချက်ရမကောင်းပါဘူး။ဟယ်လိုတဖက်တဲ့ချင်းနဲ့ချက်ရမကောင်းပါလေးပေါ့။ဒါပေမဲ့လည်းဟိုသူများရင်ထင်တယ်လို့တဖက်တဲ့ချက်ကလည်းယူရောမျိုးရှင်းလာပါဘူးပေါ့။အတွေ့ရင်တော့စောင့်ကြိုက်ပြီးကြည့်ရမယ့်ခဏလေးပါလေပါ။ယောကြတော့နော်ယုံမှာချစ်သူရှိတယ်ကောင်းလေးဒါပေမဲ့ယုံကိုမိဖရဲ့သဘောတူကြားပြီးတော့ချစ်နေတဲ့ကောင်းလေးရတယ်သက်သက်ရှိတယ် ကိုချင်းတဲ့ကောင်လေးကကြာမိပါရတော့မတူဘူး။အဲ့လိုပုံစံလေးပေါ့။နည်းနည်းချမ်းချင်မဲ့ကာရီတာမျိုးလေးပေါ့နော်။အာမိပါရနေတဲ့ဓာတ်ထဲမှာအဲ့ပေါ့ကိုရဲ့ကြာများရမဲ့ကာရီတာမျိုးလေးလို့ထင်တယ်။ဟိုနည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းတဲ့ကာရီတာလေးပေါ့။အော်ကျမ်းမာနည်းနည်းလူငယ်ဓာတ်ထဲမှာဖြစ်ဖြစ်တတ်တဲ့ကာရီတာလေး။နေရာတော့အချင်းအချင်းနဲ့တိုင်ပတ်တယ်ဒီကားမှာပဲအော်ရဲတိုင်ပတ်ကရဲတိုင်ပတ်ကဇလန်းဆက်ရီလေးကတော်တော်ကောင်းတယ်ဒီဇလန်းတွေလေးကလေအဲ့ဒါဖတ်ကြည့်ရရင်ကကိုကိုတိုင်းလေးသဘောကျတယ်ရဟောကြတော့အဲ့

โอ้อะราတော့ငငယ်လေးကလေးอ่ะเนาะဟုတ်တယ်။ဒါပါ။ဒါရဆုံးမိသားဆိုတော့အဲတော့ပတ်သက်ကြည့်အများကြီးအများကြီးပဲစိတ်တွေမျိုးတော့ခိုက်ချတယ်။ကဲဒါစကားရတိုင်အောင်လို့လားငငယ်တော့ကတော့ငယ်တဲ့ဘဝမှာတော့ရှင်းတော့ရှိခဲ့ပါတော့အဲတော့ကလေးဘဝကိုကလေးဘဝကဆိုတော့အခုဒီရွယ်လေးရောက်လာတဲ့ခါမှာတော့သူများဟိုပြောပြမယ် သူများတွေကိုကိုကအားလုံးကိုမေတ္တာတန်းသူပေးရမှာဆိုတော့သိသွားတဲ့ခါကျတော့ခုနကဝဲမှာတော့အကုန်လုံးတပြေးညစ်ချစ်ချစ်ပြပါရောချစ်ပါရောကမလေးချစ်တဲ့တဲ့ကမလေးကချစ်တဲ့ချစ်တဲ့ချစ်တဲ့တဲ့ကိုရာကြီးချစ်ရဆိုရင်တော့ကျွန်ကမိတ်ကလေးချစ်တာပေါ့ဘောကြာ တယောက်ဆိုတော့မင်းချစ်တဲ့သူဆိုတဲ့အခါကျတော့အဲအတယောက်နဲ့ပတ်သက်ပြီးတော့ခံစားပါလို့ပါလို့လိုချင်တယ်။အဲကကျတော့ခုကိုကိုတော့ဒါမချစ်ခင်ကလေးကကိုကိုတင်နေရဟုတ်တယ်။အရင်ဆိုလာမကြည့်ရအောင်အရင်မကြည့်အောင်မတတားရအောင်ဆိုတော့ခုဘာမှမဟုတ်ခင်လေးကတူပြီးဖြတ်ဖြတ်ထားနေရကိုကပေါ့နော်။အဲ့တော့အစ်ကပေါ်မလာသေးပါဘူး။ဒါပေမဲ့ပေါ်လာခဲ့လို့ရှိရင်အရင်ဆိုလာမကြည့်နေမှာဆိုတော့သူရဲ့တူပြီးခရောက်ပြီး ပူလောင်နာကိုစိတ်ကုံသွားလို့ပြောရမှာပူလောင်နာပေါ့အဲဘယ်လိုလဲပူရတယ်လေယောက်ျားလေးကိုချစ်လို့ရှိရင်ဥမာဘာသွားနေရလားဘာသွားလားကလတ်သွားလားရက်တော့နေလားဘာလုံးနေလဲဆိုတော့အဲ့ပူလောင်သွားရဲ့အပူတွေอ่ะပေါ့နော်ဘာလည်းမမတူဘောအဲ့အပူလေးတွေနဲ့ငိမ့်ကျင်တဲ့အတွက်မိတ်ဆွေချင်းချစ်တာတော့ဘသဘောကြအဲ့ဒါကဲအရင်ငယ်ကြာရောအပေါ်ကအမေတော့မဟုတ်ဘူးတိရမပြောဘူးဆိုတာလေအဲ့လို ခဲသောပေါ်မှာ post လေးတင်လိုက်တာအဲ့ဒါဝိုင်းပြီးမေးကြတာဟုတ်မှန်တော့အမောက်ယွန်းကအမှန်မှန်အေးချမ်းတာကိုကြိုက်တယ်ဆိုတဲ့ပုံစံလေးတင်တာအဲ့ဒါဝိုင်းပြီးသဘောတွေဆက်ပြီးတော့အခုလည်းကဘယ်လိုဖြစ်သွားလဲကြော်ရင်းနဲ့ဝိုင်းရှင်းနေကြတယ်အဲ့လိုကြော်ရင်းကြော်ရင်းဆိုရအောင်ပါပါပါဘင်းနားမှာဘင်းနားမှာတော့တကယ်အဲ့လိုအဲ့လိုလိုအဲ့ဒါ sorry ပါ fan ကြီးကအဲ့လိုဖြစ်စေချင်ကြတာလေတော်တော်များများရုံး fan တော်များအဲ့လိုသဘောကျတယ်အဲ့လိုအဲ့လိုဖြစ်ပေးကြတာဆိုတော့အခုသဖြင့်ကြော်ရင်းနဲ့ပို့ရှင်းတယ် ကျောင်းကြီးနဲ့တွဲပါတရားဝင်တွဲပါတရားဝင်တွဲပါအဲ့လိုတွေပေါ့မက်ဆေ့ချာတွေလာပြလောက်အော်အော်အဲ့လိုအဲ့လိုပြောဟုတ်လဲကြာအဲ့လိုတွေသူတို့ကဘောကြမဲ့ပါလေးနဲ့တင်ပေးလိုက်ပေါ့အဲ့ဝေါ်ဝေါ်ကွဲသဘောကြီးကြာကြာအဲ့ဒါလို့သိရဟောသူတို့စိတ်ချမ်းသာသွားပါလားကိုကိုတင်လိုက်တဲ့ဟာလေးကြောင်ဆိုပြီးအဲ့လိုသဘောတော့ကြာရဲ့သူကပေါ့ကဲ ဖြစ်ပါဘောဆိုတော့တော့တောက်ချောက်တငယ်ချင်းညီလေးတည့်ရမလားတကယ်ကြောက်မာရတယ်နော်ချစ်သူအစင်ကရောက်သွားမယ်ဆိုလို့ရှိရင်ညင်းစရာကန့်ဝတ်စရာမရှိဘူးလေဒါဆိုအတွင်းဒီအစင်ဒီလေးဟုတ်တယ်မလားမပေးနဲ့မစားနေတဲ့နီနီလေးလေးရှိတယ်ပါဘောတငယ်ရှိတယ်ပါဘောကျူးစားပါတကယ်ကြီးကျူးစားပါတော့ကနေစီပိုးရင်းဒီပေးမယ်ရောရောရောလာရောက်လိုက်ပြီးပါရဲ့ကဲမေမေဟုတ်စူးစမ်းနေတော့ပါစူးစမ်းတယ်ဟောဟာလားပြပြလိုက်တော့ ော်နော်ယူလို့ဒီဇလန်တွဲလေးပေါ့နော်ထွက်လာလို့ရှိရင်အားပေးကြပါယူလို့ကိုညီမတွေကိုတန်တမင်မင်းနဲ့ပေါ့နော်စူးစားပြီးတော့တော်စူးစားရပါမယ်ပေါ့နော်ပြီးတော့စီနီယာကိုမလည်းပါကြရဆိုးပေါ့နော်အဲစီနီယာကိုမတွေဆရာနေပြောလားအများကြီးတည်ယူပြီးတော့ပေါ့နော်အာပြပါပရိသတ်တွေသဘောကျစေမယ်အနေထားလေးတစ်ခုပြအောင်အများကြီးစူးစားတတ်ပါမယ်ရှင်ဟုတ်ကဲ့အဒီအစိတ်အစိတ်တင်ဝိုင်းဆိုတဲ့ဒီဇလန်တွဲလေးပေါ့နော်အကြည့်လိုက်လို့ရှိရင်တော့လောင်သွားတဲ့အပြုံမှာ သူကပြောပြမယ်အနေအမြင်ပေါ့နော်တံမွားအနေအမြင်အဲ့လိုမျိုးတွေတွားနေရဆိုတဲ့ခါကြတော့လေအရန်လောင်ကပြောရလို့ရှိရင်အရင်စစ်ဆရာကောင်းတဲ့ခန်းလေးလည်းပါဝင်လာမှာပေါ့နော်အဲ့ခါကျတော့ကြီးနေတဲ့ပြည်သက်တူအနေနဲ့လည်းဒါအရန်စိတ်နဲ့တမကလေးတကလေးချစ်ဆင်နေမိပါတယ်စစ်ဆရာကလည်းဒါအကောင်းဆုံးလိုအပ်ချက်မရှိအောင်တော့စူးစမ်းပါလို့ဒါပေမဲ့လိုအပ်ချက်တွေကလိုတာပြည်သက်တူအနေနဲ့ဘယ်လားလိုနေဘယ်လားတော့ပုံနေကြတယ်ရောထပ်ပြပေါ့နော်အဲ့ဒါမှဆင်းတယ်ဆင်းလို့ရမှာဆိုဆင်းလို့အပြင်းကြပါဘူးဆင်းပါ